မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရဲ့ပိုင်နက်နယ်မြေထဲကိုမြန်မာဘက်ကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၅လုံးကြောက်ရောက်ပြီးတဲ့နောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကိုမိโกဘုံများအမြောက်များတရီပေးပြန်လဲပြစ်ခတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မနက်ပိုင်းမှာကရင်ပြည်နယ်မြောက်ရီမြို့နယ်မေလပံကျေးရွာနီးမှာစစ်ခွေးတပ်နဲ့တော်လိုက်တပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့မြန်မာစစ်တပ်ကပြစ်ခတ်တဲ့60မမလက်နက်ကြီးကြီး၅လုံးဟာ ထိုင်းပိုင်နက်မြေတဲကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အခုလိုပောက်ကွဲမှုကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကို120မမမီဂိုဘုံအမြောက်ကြီးစံများကိုပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ထိုင်းစစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးဝါရာသပ်ဘုံညာက မြန်မာဘက်ကတိုက်ပွဲများကြောင်းထိုင်းပိုင်နက်အတွင်းကိုလက်နက်ခဲယမ်းများချက်ရောက်တဲ့အတွက်ထိုင်းစစ်တပ်ကလက်တုံပြန်တဲ့အနေနဲ့မိဂိုဘုံအမြောက်လေးလုံးကိုတုံပြန်ပစ်ခတ်ရန်အမိန့်ပေးခဲ့ကြောင်းအတည်ပြုပြောကြားထားပါတယ်။ထိုင်းနိုင်ငံဘက်ကိုချက်ရောက်တဲ့60မမလက်နက်ကြီးကြီးများကြောင်းထိုင်းနိုင်ငံသားပိုင်အရသာနေအိမ်တစ်လုံးလည်းပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ရွာငံမြို့နယ်မင်းကြတို့ရွာကပြူစောတိခေါင်းဆောင်ဝင်းမြင့်လိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးစလုံးတိတ်ဆုံးပြီးတော့တနက်တက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ29ရက်နေ့မနေ့9ရက်လောက်မှာရွာငံမြို့နယ်အတွင်းပြည်သူများအပေါ်ရက်ဆက်ရုံမှမှုများစွာကျူးလွန်ခဲ့တဲ့ပြူစောတီခေါင်းဆောင်ဝင်းရင်နဲ့၎င်းရဲ့လက်အောက်ခံပြူစောတီတဦးတို့လိုက်ပါလာတဲ့အင်းစည်းကားကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ကောင်စလုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ပြူစောတီခေါင်းဆောင်ဝင်းရင်စီကနေပစ္စတိုတနက်တလာ9မီလီမီတာချီ16တောင်းနဲ့ အခြားသောတပ်တွေကပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုပြစ်ခတ်တိုက်ခိုက်နိုင်ရန်ဝင်းနေတဲ့အနီးကနေထိုင်သူတအုပ်ကသတင်းပေးပို့ခြင်းကြောင့်စောက်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အောက်တန်းစားပြူစောတိခေါင်းဆောင်ဝင်းမြင့်ဆိုတဲ့ကောင်ဟာ2021ခုနှစ်ခုနှစ်လပိုင်းမှာပဲရင်တောင်လာကိုမိရှုပြီးတော့ပြည်သူခုနှစ်ဦးကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ရမှာပါဝင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။2022ခုနှစ်6လပိုင်းမှာလွှန့်စင်ဂျီဝါကပြည်သူဝိုင်းနေအိမ်၄လုံးကိုဖျက်ဆီးရမှာလဲပါဝင်ခဲ့တယ်လို့သိရပါတယ်။ 2023ခုနှစ်မဟာလာပိုင်းကနေ9လပိုင်းအထိမြက်ခါရင်ရွာကပြည်သူပိုင်းနေအိမ်38လုံးကြောက်ပစုတ်ရွာကပြည်သူပိုင်းနေအိမ်9လုံးနဲ့15နှစ်အရွယ်မိန်းကလေးတအုပ်ကိုမရင်းချင်းကြတဲ့ပြင့်မှုအပါအဝင်မဲပလောင်ချေးရွာကိုလည်းမိရှုဖျက်ဆီးတဲ့အမှုငောင်းတက်မ55လောက်ခန့်အကြမ်းဖက်စစ်ခွေးတွေနဲ့ပူးပေါင်းပြီးတော့ဦးဆောင်ပါဝင်လောက်ကင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဝင်းနေဆိုတဲ့ကောင်းဟာရွာငံမြို့နယ်မှာ တစ်တော်များကိုစစ်တပ်နဲ့ပူးပေါင်းပြီးတော့တရားမဝင်ထုတ်ယူနေခြင်းအသားလိုင်စင်ကိုအကြောင်းပြပြီးတော့တာရေးနိုင်ရေးမကြမ်းပွဲလန်းသဘင်များပြစ်လို့ရမှာလဲအခွန်ငွေများကိုအစမတန်အတိအဓမ္မတောင်းယူခြင်းပြည်သူများကိုလည်း PDF နဲ့ဆက်သွယ်တယ်ဆိုပြီးတော့ဖမ်းဆီးခြင်းများလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဝင်းမြင့်ဆိုတဲ့ကောင်အေးစည်းကနဲ့လာမယ်ဆိုတာကိုကျွန်တော်တို့ကြိုပြီးသတင်းရလို့စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါဝင်းမြင့်နဲ့သူ့ရဲ့နောက်လိုက်တကောင်တိတ်ဆုံးပါတယ်ဝင်းမြင့်ကိုင်ဆောင်နဲ့တနက်တလက်ကြီးစံနဲ့တပ်တေကံပစ္စည်းတွေကိုလည်းတင်းစီရရှိခဲ့ပါတယ်ကျွန်တော်တို့ဒါပြည့်စုံမှုရှိရင်ပို့ပြီးတော့ရှေ့ရောက်နိုင်ပါတယ်လို့ DSN DA ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့ဝင်းကျင်လက်အောက်ခံပြူစော်ဒီများနဲ့စစ်ခွေးတောက်တိုင်များဟာလည်းပြည်သူအပေါ်ရုံမာမှုများကျူးလွန်လာပါကအခုလိုမျိုးထပ်မံပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ DSN DA ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးအောင်မယ့်သတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဇဂိုင်းတိုင်းအင်းတော်မြို့နယ်ဗန်းမောင်မြို့တို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့အပြင်းထန်ပုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေနေချင်းဆက်ဆက်နေတဲ့အဲ့ဒီမြို့နှစ်ခုကိုအခုနိုဗင်ဘာလနောက်ဆုံးပတ်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေအရှိန်ဟုန်မြင့်လာတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရတယ်။ Jet Fighter နဲ့ရော One Tron နဲ့ပါဘုံးတွေကျင်းနေတာမော်လူးတို့မဲဆာတို့ကနေပါကြားနေရတယ်။ပောက်ကွဲတန်တွေခဏခဏကြားနေရပါတယ်။အရက်သားတွေရှိတဲ့နေရာကိုကျင်းမှာစိုးတာလို့ ဒီနေ့နိုဗ ెంబ ာလ30ရက်နေ့နေ့လယ်12နာရီလောက်ကအချိန်လေးကိုအင်းတော်မြို့ကန်တူကပြန်လည်ပြောပြထားပါတယ်။ဒီနေ့နိုဗ ెంబ ာလ30ရက်နေ့မနေ့10နာရီခန့်မှာအင်းတော်မြို့နယ်ဗန်းမောင်မြို့နယ်ကနေရအချို့ကိုလေကြောင်းကနေဘုံကျဲသွားပြီးတော့ထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့တွန်လိုင်းရဲဘော်တူကပြောပါတယ်။အင်းတော်မြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အမတ်တစ်စစ်ဒေသကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်အများအပြားကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းတပ်တွေက 2025ခုနှစ်ဧပြီလ9ရက်နေ့မှာတည်ယူခဲ့တာပဲဖြစ်ပါတယ်။ဗန်မောင်မြို့အမှတ်၁စစ်ဒေသကိုကဲမှုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာစက်တင်ဘာလ30ရက်နေ့မှာတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်နဲ့ရန်နေတပ် SN တပ်တွေကမြို့ပြင်နေရာတချို့ကနေပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့မြို့ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ဒါပေမဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကမြို့ကိုအပြည့်အဝထိန်းချုပ်ထားတယ်လို့သတင်းရရှိပါတယ်။အင်းတော်မြို့မှာလည်းစစ်ဘေးရှောင်ပြည်သူတွေထောင်ချီပြီးရရှိနေတယ်လို့ ဗန်းပေါင်းမြို့ကလက်တလောစီရဲအခြေအနေတွေကြောင့်မြို့အနီးတစ်ဝကြီးရွာ15ရွာဝင်းကျင်နဲ့ မြို့ပေါ်လေးရက်ကွက်ကဒေသခံတွေဟာတိန့်ရှောင်းနေရဆဲဖြစ်တယ်လို့သိရပါတယ်။စေပင်းရှောင်းတွေအတွက်စားတောက်ကုန်းတွေအဝိထဲနဲ့စောင်းချင်းတောင်းတွေလိုအပ်နေတယ်လို့ဗန်းပေါင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။စိတ်ခွေးတက်ဟာ၎င်းတို့ထိန်းချုပ်နိုင်ရမရှိတော့တဲ့မြို့နယ်တွေကိုလေကြောင်းကနေဘုံကျဲတာတွေဇက်တိုက်ပြုတ်လို့နေပါတယ်။နိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့အချိန်ကစပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလကုန်းအထိလေကြောင်းတိုက်ခတ်မှုပေါင်း3,996ကြိမ်ကျူးလွန်ခဲ့ပြီးတော့လေသူပေါင်း4,322ဦးသေဆုံးခဲ့တယ်လို့ အန်ယူဂျီဝင်ကြီးဌာနကပြီးခဲ့တဲ့နိုဗမ်ဘာလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လက်ရှိမှာလည်းသခိုင်းတိုင်းအပြင်ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊မကွေးတိုင်းတွေမှာလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။လူလူကိုပြစ်မှတ်ထားပြီးတော့တပ်ဖြတ်နေတဲ့စစ်ရာဇဝတ်မှုတပ်တွေတွေကိုစုဆောင်းနေပြီးတော့နောက်တစ်ချိန်မှာပြစ်ဒဏ်ပေးနိုင်မှုစူးစမ်းနေတယ်လို့အန်ယူဂျီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့အရက်မူးနေတဲ့သူနှစ်ယောက်ရန်ဖြစ်ရင်းနဲ့အချင်းချင်းဖနှက်နဲ့ပြစ်ပေါက်ရာကနေအနီးနားမှာရှိတဲ့ကြမ်းခါရီကိုစလဲလောက်ဆိုင်းဘုတ်ကိုထိမှန်ပြီးတော့ပေါက်ပြဲသွားတဲ့အတွက်ကြမ်းဖို့ပါတီဝင်တွေကရဲစခန်းကိုအကြောင်းကြားပြီးတော့ဖမ်းလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အရက်သမားနှစ်ယောက်ဇာအများပြီးတော့ဖနှက်နဲ့ပေါက်လိုက်တာပါ။ ကိုယ်စလေလောင်းဆိုင်းပုတ်ပြဲသွားတယ်မတော်တဆဖြစ်တာကိုကျပ်ဖို့ပါတီဝင်တွေကရဲစခန်းကိုဖုံးဆက်ပြီးတော့ဖမ်းခိုင်းတာမကြဘူးရဲတွေရောက်လာပြီးတော့ဖမ်းသွားတယ်လို့ပြောပြထားပါတယ်အဲ့ဒီလူနှစ်ယောက်ကိုနိုဝင်ဘာလ28ရက်နေ့မှာကျပ်ဖို့ပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စလေလောင်းဦးအောင်ဝင်းတန်းကကျင်းနေတဲ့ရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ခဲ့တယ်လို့ အုတ်ချုပ်ရေးနဲ့နှိစက်တဲ့တရင်ရင်းမြစ်ကပြောပါတယ်တကယ်ဖြက်စည်းခြင်းနဲ့စိတ်နဲ့လှုပ်လို့အမှုဖွင့်တော်သေးတယ်ဗျာဒါမတော်တဆဖြစ်တာလေဒီလိုဖြစ်သွားတဲ့အတွက်မိသားစုဝင်တွေကပါတောင်းပန်ပါတယ်စိုင်းမုတ်ဖို့လဲရော်မေးပါမယ်ဆိုတာကိုမရဘူးပါတီဝင်တွေကမသိရင်တော့မှကိုယ်စလဲကနားလဲပေးရမှာပေါ့ဒါကိုကိုယ်စလဲလောင်းကသူ့ကိုယ်တိုင်ရဲစခန်းမှာအမှုလာဖွင့်တယ်လို့ပြောပြထားပါတယ်နိုဝင်ဘာလ26ရက်နေ့ကလည်းဘကိုတန်ပေါန့်တလဲမြို့နယ်မှာကြံခိုင်ရေးမဲဆွယ်စိုင်းမုတ်လဲကြလို့ရေမောမိသူအသက်60အရွယ်တက်ကြီးပိုင်းအမျိုးသားတယောက်ကို စစ်ခွေးလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့ပါသေးတယ်။လက်ရှိမြန်မာနိုင်ငံတဝမ်းမှာစစ်ခွေးတွေကဖမ်းဆီးပြီးတော့ရွေးကောက်ွဲဥတွေနဲ့မှုဖွင့်ထားသူအသက်16ကနေ60ကျော်အရွယ်အထိအမျိုးသားအမျိုးသမီးစုစုပေါင်းအယောက်100ကျော်ရှိနေပြီလို့သိရပါတယ်။စစ်ခွေးတွေဟာသူတို့လုံးမဲ့ရွေးကောက်ွဲကိုကာကွယ်ဖို့ဥပဒေထုတ်ပြီးတဲ့နောက်ပိုင်းရွေးကောက်ွဲကော်မရှင်ရုံးအကူနဲ့ဆိုင်ကယ်တိုက်မိပြီးတော့လက်သေးနဲ့ထိုးခဲ့သူ Facebook မှာဝေဖန်ခဲ့သူအကြောင်းမျိုးမျိုးနဲ့မဲဆွယ်ဆိုင်ပုတ်ပြက်စီးစေခဲ့သူတွေကိုလည်းဖမ်းဆီးထောင်ချနေတာပဲဖြစ်ပါတယ်။ အာနာသိန်းစစ်ခွေးတက်ကပြုတ်လို့မဲ့ရွေးကောက်ပွဲဟာတရားမဝင်နဲ့အတုရောင်ရွေးကောက်ပွဲဖြစ်တယ်လို့ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းပြန်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းနက်တလင်းမြို့နယ်မှာကျန်းဖို့ပါတီမဲဆွေဆိုင်းပုတ်များကိုဒပြိုင်နက်ထဲမိရှုရှင်းလင်းပြီးတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းပြသခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗင်ဘာလ26ရက်နေ့ညပိုင်းကနက်တလင်းမြို့အနောက်ချမ်းမှာရှိတဲ့ထိပ်ပိတ်ရွာ၊ကွက်ကြီးရွာ၊ရွှေကြပင်ရွာ၊အောင်မင်းသာရွာ၊လှပချင်းရွာ၊ပုတ်စုရွာ၊ရွဲခွေရွာ၊လဲတော်ရွာ 早上捉药，因为月，瞧看月，跟了点对月，找一个药，熬天、啊、那药、啊、青好个药、外大药、假个药。 လေချက်ကုန်းရွာ၊ဂွေးကြီးရွာနဲ့ဂွေးလေးရွာတို့မှာရှိတဲ့ကြောက်ဖို့ပါတီမဲဆွယ်ဆိုင်ပုံများကိုပြည်သူများကတပြိုင်တည်းထဲမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမိရှုဖျက်ဆီးမှုလှုပ်ဆောင်သွားတဲ့ပြည်သူများဟာညာတွင်ချင်းထွက်ပြေးတိမ်းရှောင်နိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမိရှုဖျက်ဆီးမှုဖြစ်ပွားပြီးတဲ့နောက်တာပွန်ရဲစခန်းကစစ်ခွေးများနဲ့ရဲများရောက်ရှိလာပြီးတော့ဂျေးရွာပေါင်းစုံကလူငယ်အယောက်30ခန့်ကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။ကြောက်ဖို့ပါတီဆိုင်ပုံတွေမိရှုခံရတဲ့ဂျေးရွာတွေကနတ်တလင်းမြို့အနောက်ဘက်အေအော်ဒီမြို့ကိုသွားတဲ့ရွာတွေပါနတ်တလင်းမြို့အရှိတ် ရိုးမဘက်ကဆင်းလာတဲ့ရွာတွေကတော်လိုင်းတပ်ဖွဲ့တွေချင်းချောက်ထားနိုင်တဲ့အခြေအနေပါအခုကစိတ်ခွေးတွေထိန်းချုပ်ထားတဲ့မြို့ရဲ့အနောက်ဘက်ရွာတွေကဂေးကောက်ပွဲကိုစန့်ကျင်တုံ့ပြန်တာကိုပြတာတဲ့ပုံစံမှာကျပ်ဖို့ပါတီဆိုင်းဖို့တွေကိုမိရှုဖြတ်စည်းသွားတဲ့သူတွေကလွတ်မြောက်သွားပါပြီစိတ်ခွေးတွေကတော့အခုသူတို့စိတ်ထဲမှာဖြတ်စည်းတယ်လို့ထင်တဲ့သူတွေကိုလိုက်ဖမ်းပြီးတော့တာပေါင်းရဲစခန်းထဲမှာစိတ်ခွေးတွေမင်းမြန်းနေတယ်လို့သိရတယ်လို့ ဒေတာရင်းတော်လိုက်တရင်ရင်းမိကပြောပြထားပါရယ်အလားတူပဲနိုဘမာလာ29ရက်နေ့ည9:00နာရီကမှနတ်တလင်းမြို့နယ်ဓမငယ်ရွာမှာရှိတဲ့စစ်ခွေးတပ်ရဲ့တစ်ချိုချံအထွတ်တိုးစခန်းဓမငယ်ရဲစခန်းနဲ့တောင်ညိုကွက်တဲ့ရဲစခန်းတို့ကိုတော်လိုက်တပ်ဖွဲ့များကတပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့အချမ်းပါစစ်ခွေးနဲ့ပြူစောထီးများအလုံးစုတ်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုက်ရဲဘော်များကရဲစခန်းအပါအဝင်စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကိုမိရှုရှင်းလင်းခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNA အပေါင်းကခင်ဝေးပြီးတော့အကြမ်းစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ